ားလုံးပဲမင်္ဂလာပါနောက်တစ်ချိန်မှာလူသားတွေအနေနဲ့ပိုးဟက်တွေကိုမဖြစ်မနေစားသုံးလာရနိုင်နေဆိုရင်လူချင်းမင်းအနေနဲ့ယုံမှာမဟုတ်ပါဘူး ကျွန်တော်တို့အားလုံးကပိုးဟတ်ဆိုရင်ရီးသားဟောင်းတွေထက်တောင်ပိုပြီးတော့ယွံကြတယ်လို့ကြောက်လဲကြောက်ကြပါတယ်အခုချိန်မှာကျွန်တော်တို့အားလုံးယွံကြောက်ဖြစ်နေတဲ့ဒီတရဝါကိုသိပ္ပံနဲ့အာဟာရပညာရှင်တွေကတော့အနာဂတ်ရဲ့အသားအဖြစ်မြင်နေကြပါပြီအနာဂတ်ရဲ့တစ်ချိန်ချိန်မှာကျွန်တော်တို့ကဘာကြီးဟာအစာရေစာငတ်ပြတ်လာနိုင်တဲ့အနေရရှိရဲလို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်လူဦးရေထူးထပ်လာခြင်းတွေရာသီဥတုဖောက်ပြန်ခြင်းတွေကြောင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေပျက်စီးခြင်းတွေနဲ့လူလုံတန်းဝေတွေနျူကလ িয়ার ဆွမ်းအင်သုံးဆွဲမှုတွေနျူကလ িয়ার စစ်ပွဲတွေအစရှိတဲ့ဖြင့်တနည်းနည်းနဲ့အငတ် ေးကြုံလာရနိုင်ပါတယ်ဒီထဲကဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် နောင်လာမဲ့2050အလွန်ကာလတွေမှာကမ္ဘာလူဦးရေဟာ10ဘီလီယံထိရောက်လာနိုင်တယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ် ဒီလူဦးရေပမာဏအတွက် protein ဓာတ်ရရှိနိုင်မှုဆိုတာကရိုးရာမွေးမြူရေးလုပ်ငန်းတွေနဲ့မလုံလောက်တော့ပါဘူး။ဒါကြောင့်မို့ protein ဓာတ်ကျွဲဝါတဲ့ပိုးဟက်တွေကအ धिक အစာအရင်းမြစ်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ပိုးဟက်တွေမှာ omega 3၊တန်ဓာတ်နဲ့ vitamin B12 တို့ကျွဲဝါစွာပါဝင်ပြီးတော့ calorie လည်းနည်းပါတယ်။ protein ပါဝင်မှုမှာလည်းအခြားအသားတွေထက်60%ခန့်နှုန်းပိုများပါတယ်။နည်းနည်းစားရုံနဲ့အာဟာရများများရမယ်သဘောလို့ဆိုနိုင်ပါတယ်။သူတွေနာရီအရာတော့သူတို့ရဲ့ protein ကအသည်းနဲ့နှလုံးအတွက်ကောင်းကျိုးရှိတယ်လို့ဆိုပါတယ်။လူချင်းမင်းအနေနဲ့ protein ဓာတ်ကျွဲ ဲဝါတဲ့အခြားအင်းဆက်တွေနဲ့အသားတွေရှိရတဲ့ဘာဖြစ်လို့ပိုးဟက်ကိုပဲရွေးချယ်ပြီးစားသုံးရတာလဲလို့တွေးမိကြမှာပါဒါကလည်းအကြောင်းရင်းရှိပါတယ်ပိုးဟက်တွေကမွေးမြူရတာလွယ်ကူတဲ့အပြင်ကုန်ကြစည်းရိမ်လည်းအရန်ကိုတက်တာပါတယ်မွေးမြူထားချိန်မှာလည်းတိတ်ပြီးတော့ဂရုတစိုက်ထိမ့်သိမ့်စရာမလိုပဲနဲ့နေရာချင်းချင်းလေးမှာပဲဖြစ်တယ်လို့ထားပြီးတော့မွေးမြူလို့ရပါတယ်ဒါအပြင်ပိုးဟက်တွေကတဘာဝအတိုင်းလုံးဝမျိုးသုံးမသွားနိုင်တဲ့မျိုးစိတ်တွေဖြစ်ပါတယ်ပိုးဟက်တွေကဒိုင်နိုဆောတွေမပေါ်ခင်နှစ်တန်းပေါင်း80လောက်တည်းကကမ္ဘာပေါ်မှာကျိုးပြီးတော့ရှိနေခဲ့တာပါနောက်တော့ဒိုင်နိုဆောတွေမျိုးသုံးသွားစေတဲ့ဥက္ကာ ာခဲတွေဝင်တိုက်မှုဖြစ်စဉ်ကြီးဖြစ်ပွားခဲ့ပေမဲ့ဘုတ်တွေကတော့မျိုးသုံးနဲ့ထဲလုံးဝမပါဝင်ခဲ့ပါဘူးအကြောင်းကတော့ဆိုးရွားတဲ့ရာသီဥတုနဲ့တဘာဝဘေးပတ်ဝန်းကျင်မှာကောင်းစွာရှင်သန်နိုင်တဲ့အပြင်မျိုးပွားနှုန်းကလည်းမြင့်မားပါတယ်ဂျာမန်မျိုးစိတ်ပိုးဟက်တွေဟာတခါဥဥရင်ဥပေါင်း60ထိဥနိုင်ပြီးတော့တလမှာ3ချိန်ကနေ4ချိန်ထိဥဥလေးရှိပါတယ်ဒါကြောင့်မို့တဘာဝဘေးရန်နေရာတစ်ခုခုကြောင့်အခြားသက်ရှိတွေမျိုးသုံးသွားရင်တောင်စားစရာအနေနဲ့ပိုးဟက်တွေရှိနေအောင်ပဲလို့သိပ္ပံပညာရှင်တွေကဆိုတာပါဒါလည်းမကသေးပါဘူးတစ်ချိန်ချိန်မှာနှွမြူစစ်ပွဲကြီးဖြစ်ပွားခဲ့ရင်တောင်ပိုးဟက်တွေကကြမ်းရှည် ရှိနေဦးမှာပါအလေးလာတွေးရှိချက်တွေအရာတော့ပိုးဟက်တွေကရေဒီယိုတက်တီကြွခြင်းကိုကောင်းစွာခံနိုင်ရှိကြပါတယ်ဒါကြောင့်မို့ဘလို့အကြောင်းနယ်ပဲဖြစ်ဖြစ်ကဘာကြီးမှာအစားအစာရင်းမြစ်တွေရှားပါသွားခဲ့ရင်ပိုးဟက်တွေကအ धिक အစာရင်းမြစ်တစ်ခုဖြစ်လာမှာအသေးကြပါပဲအဲဥပမာပိုးဟက်အချောက်မှုန့်ကိုပီဇာနဲ့ပတ်စတာတွေမှာအာဟာရအနေနဲ့ရောထည့်ပြီးတော့မုန့်ဖုတ်တာမျိုးတွေပါအဲဒါပေမဲ့ပိုးဟက်မစားခြင်းတဲ့လူတွေအတွက်တည်ငောင်းတစ်ခုတော့ရှိပါတယ်အဲအဲ့ဒါကတော့ပဇွန်နဲ့ဓာတ်မတည့်တဲ့သူတွေပဇွန်စားမိရင်ရေပြားတွေရရန်တတ်တဲ့ဝဲကြော်တွေကပိုးဟက်ကိုလုံးဝစားလို့မရပါဘူးအစာရေစား ရှားပါးပြီးမရှိရှိရစားရတဲ့ခင်မှာအလူချင်းမင်းဆိုရင်ရောစားနိုင်ပါမလားကောမတ်မှာမှတ်ချက်လေးရေးပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်